ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးတက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခုလောလောဆယ်မှာဥရောပရဲ့ထိတ်တန်းနောက်ခံလူတွေကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်နိုင်မဲ့နောက်ခံလူတွေမှာ Crystal Palace ရဲ့အသင်းကောင်းဆောင်နောက်ခံလူ Marquee ရှိတယ်။ Ibrahima Konate ရှိမယ်။ Dio Upamecano ရှိမယ်။တခြား Didier Scholes ဆန်တဲ့ပတ်တွေအများကြီးရှိနေတဲ့အချိန်မှာ Real Madrid အသင်း လီဗာပူးအသင်းဘိုင်မြူနစ်အသင်းနဲ့ခရစ်စတယ်ပယ်လီဆိုရဲ့စိတ်ဝင်စားစရာအခြေအနေအနေထားနဲ့သူတို့ရဲ့စန်တဘတ်တီရဲ့အနေထားဆိုတော့ပထမဆုံးအနေနဲ့မဒရစ်ကသူတို့အီဘရာဟီမာခနာတီရဲ့ဒေယောဥပမခါနိုးရဲ့မာကေဟီ၃ယောက်ကိုလာမဲနွေရာဒီမှာဒါဗစ်အာလဘာနဲ့နောက်တစ်ဖက်ကအန်တိုနီယိုရူဒီကာနေရာမှာအစားထိုးဖို့သူတို့ရည်ဝဲထားတယ်။ဒါပေမဲ့အခုလောလောဆယ်မှာသူတို့ရဲ့ first white ဖြစ်စန်တဘတ်ကိုသူတို့ရွေးထုတ်ထားတဲ့အချိန်မှာ အဲ့ဒါကတော့ဥပမခါနိုဖြစ်သွားပြီ။ဘာကြောင့်လဲဆိုတော့ဥပမခါနိုကဘိုင်ယန်နဲ့တက်တန်တိုးဖို့မလွယ်မသေးကြတော့သလိုဒါစပိန်မီဒီယာတွေရဲ့ပေါ်ပြချက်ရမတွေ့ကသူ့ကိုခေါ်နိုင်ဖို့နှိစက်လာတယ်။အသက်28နှစ်ရွယ်ရှိတဲ့ဒါဒက်ရှိပြင်သစ်လူရေးစင်နောက်ခံကစားမှာဒါရင်မတွေ့ကပြင်သစ်နောက်ခံလူတွေဖြစ်တဲ့ဒီဝီလျံဆလီဘာရဲ့အီဘရာဟီမာခနာတီနဲ့ဒီယိုဥပမခါနိုအပြင် မာကေဟီဒါပေမဲ့မက်ဒရစ်ကအိုက်ရေးရဲ့မှာမာကေဟီကိုလည်းသူတို့ထုတ်လိုက်ပြီ။ဘာကြောင့်မဝယ်တော့လဲဆိုရဲချက်ကကေဟီကလောက်ခလာစာလဲစိတ်ကြိုက် တောင်းမယ်။လက်မှတ်ထိုးကြီးကလည်း free ဖြစ်တဲ့အတွက်ကြောင့်အနည်းဆုံး15တန်းလောက်တောင်းဖို့ရှိကြောင်းမက်ဒရစ်ကမာကေဟီ risk ကိုရက်လိုက်ပြီးဆော့ပိုင်းတုန်းကမစ်ကီဗန်ဒဘန်ကိုသဘောကျတယ်။ဒါပေမဲ့အဲ့အချိန်မှာ Spurs ကပေါင်88တန်းဆိုပြီးတော့ဈေးတက်မှတ်တဲ့နောက်ဗန်ဒဘန်ရဲ့အပြောင်းအရွှေ့ကိုလည်းသူတို့ရက်တန်းလိုက်တဲ့အချိန်မှာတောက်တစ်ဖက်က ဝီလျံဆလီပါကလည်းတက်တန်းထတ်တိုးလိုက်တဲ့အတွက်ခနာဒေးနဲ့ဒါဒီရောဥပမခါလို့ရှိတယ်ဒါပေမဲ့ခနာဒေးကအခုလီဗာပူးနဲ့တက်တန်းတိုးမလို့မတိုးမလို့ဖြစ်နေတဲ့အချိန်မှာဥပမခါလို့ကသူတို့ရဲ့ first try ဖြစ်တယ်ဥပမခါလို့ကလည်းဘိုင်ယန်ကထွက်ချင်တော့သူဘယ်လိုလုပ်လဲဆိုတော့ဘိုင်ယန်မြူနစ်အသင်းကသူ့ကိုတက်တန်းတိုးရင်လက်မှတ်ထိုးကြီးတန်း30တောင်းတယ်အဲ့အတွက်ကြောင့်ဘိုင်ယန်ကလည်းသူ့တက်တန်းတိုးဖို့တော်တော်လေးခက်နေတယ်။လက်မှတ်ထိုးကြီးကလည်းပေးရအောင်မယ်။လစာကလည်းအများကြီးပေးရမယ်။ဆိုတော့မတွေ့ရဲ့ attention တွေအားလုံးဟာ ဥပမာခံလို့ဖြစ်သွားတယ်ဒီနေရာမှာလီဗာပူးအသင်းကခနာတေးကိုတတ်တန်းထတ်တိုးဖို့လုပ်နေစေဖြစ်တယ်လီဗာပူးကအခုချိန်ထိကိုမာဂေဟီရဲ့ခနာတေးရဲ့ဒီနောက်ကိုတောက်လျှောက်ကြည့်နေတဲ့အချိန်မှာဒါအခုခနာတေးကတော့သူတို့က first strike နေပြီပဲရအောင်တိုးမယ် တကယ်လို့မရဘူးဆိုမှဂေယီကိုခေါ်နိုင်မဲ့အချိန်မှာဒါခနာတီကလည်းလောက်ခလာစာတူတောင်းထားတယ်လီဗာပူးရဲ့၃ချိန်ကန်လာမှုကိုပယ်ချထားတယ်သူကလည်းမဒွိ့ကိုပြောင်းချင်တယ်ရီယယ်မဒွိ့ကကမနစ်ကတော့အခြေအနေဆိုရင်တော့သူကဒင်းဟော်ဆင်မရှိတဲ့အတွက်ကြောင့်အက်ဒမီလီထောင်းနဲ့အတူနောက်ထပ်ဆန်နဘတ်၂ယောက်လောက်ဖြစ်နိုင်ပေမဲ့ခုကဒင်းဟော်ဆင်လည်းရှိတယ်အက်ဒမီလီထောင်းလည်းရှိတယ်အဲပြီးတော့မှအဆန်စီကိုလည်းရှိတဲ့အတွက်ကြောင့် ရူဒီဂါနဲ့အာလဘာထွက်သွားရင်သူတို့တယောက်ပဲခေါ်တော့မှာဆိုတော့အခုလောလောဆယ်ဖြစ်နိုင်ကြီးကဥပမခါလို့ဖြစ်တယ်ဆိုတော့အီဘရာဟီမာခနာဒေကမဒရစ်ကိုပြောင်းကျင်နေစေဖြစ်တဲ့အတွက်ကြောင့်လီဗာပူးကညှိမရဖြစ်တဲ့အချိန်မှာလီဗာပူးကလည်းခနာဒေရဲ့ contract ကိစ္စကိုအရန်ကြီး pressure မဖြစ်တော့ဘူး။ဘာလို့ဆိုမဒရစ်ကဥပမခန်းကိုရွေးလိုက်လို့အဲ့နေရာမှာဒါလီဗာပူးဘက်ကလည်းတကယ်လို့သူတို့ရဲ့နောက်ခံလူခနာတေးကိုဆုံးရှုံးရင်မာဂေဟီကိုရအောင်ခေါ်မယ်။ဂေဟီကအခုလောလောဆယ်မှာ ဒါအခု Crystal Palace နဲ့တတ်တမ်းမတိုးဖို့ဆုံးဖြတ်တဲ့အတွက်သူတေချာပေါက်ထွက်ဖို့များတဲ့အချိန်မှာသူ့ကိုလည်းလောက်ခလာစာလီဗာပူးကပြီးခဲ့တဲ့နွေရာသီတုန်းကတပတ်ကို9000ကနေတသိန်းထိလာစာတိုးပေးပြီးတော့2000နဲ့ 30ခုနှစ်တည်ရှိတဲ့9နှစ်စာချုပ်ကံလန်ခဲ့တယ်အဲတုန်းကပြောင်းရွှေ့ခြေက25သန်းလောက်ပဲရှိ25သန်းနဲ့တန်း30ကြာဖြစ်တယ်ဒါပေမဲ့အဲ့အပြောင်းရွှေ့ကိုပဲလစ်ကပေးချတယ်သူတို့အစားထိုးမလို့မရလို့ဆိုပြီးတော့အခုလောလောဆယ်နေထားရမာဂေရဲ့အပြောင်းရွှေ့ရဲ့ခနာတီရဲ့အပြောင်းရွှေ့ရဲ့ဥပမခါနိုရဲ့အပြောင်းရွှေ့တွေဟာစိတ်ဝင်စားစရာဖြစ်ပြီးတော့ဖြစ်နိုင်ကြီးကဥပမခါနိုကမက်ဒရစ်ကိုသွားဖို့ရှိတယ် maybe ခနာတီကဘိုင်ယန်ဖြစ်လာနိုင်ကြီးရှိပြီးတော့ဂေဟီကလီဗာပူးလည်းဖြစ်နိုင်တယ်ဒါကအခုလောလောဆယ်အနေထားဖြစ်တယ်ခနာတီကလက်မှတ်ထို ုးချေးတန်း20လောက်တောင်းနေတယ်။ခဲကြီးကလည်း15တန်းတန်း20လောက်ရှိပဲ maybe ဒီခနာတီလဲဒါဘလို့အပြောင်းလဲတွေနဲ့တောင်းနေတယ်။ဆိုတော့ဥပမာခါလို့လဲချေတောင်းခနာတီလဲတောင်းခဲကြီးလဲတောင်းနေဗီဒီသားမတွေဘယ်ရောက်မလဲစိတ်ဝင်စားစရာရှိနေပါတယ်။အလုံးကျေးဇူးတင်ပါတယ်။